မြန်မာထမင်းနဲ့ဟင်းမြင်ရင်ကြောက်လို့ထမင်းလုံးဝမစားကြတဲ့ထိတ်တန့်မှုပညာရှင်လေးဦးပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်မြန်မာစတားမှပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာလူမျိုးတွေအတွက်ထမင်းဆိုတာကအသက်သွေးကြောပါပဲထမင်းစားပြီးပြီနာဆိုတာကနှုတ်ဆက်စကားလိုတော့ဖြစ်နေတာပါဟင်းမရှင်အောင်ထမင်းကိုငံ့မြရင်နဲ့ဖြစ်ဖြစ်စီစမ်းနဲ့ဖြစ်ဖြစ်စားလိုက်ရမှနေသာထိုင်သာရှိကြတာမဟုတ်လားရှင် ဒါပေမဲ့အားလုံးအားကြရတဲ့လေးစားရတဲ့မြို့ပညာရှင်တချို့တွေမှာထမင်းကိုလုံးဝမစားတဲ့သူတွေရှိနေပါတယ်။အထူးသဖြင့်ထမင်းစားမှကိုကြောက်တယ်။ဒါမှမဟုတ်ထမင်းနဲ့ဟင်းကိုမြင်ရင်တော့ချက်သီးထတယ်လို့ဖြစ်ပြီးရှောင်ကျဉ်ကြတဲ့ထိတ်တဲမြို့ပညာရှင်တွေရှိနေပါတယ်။ဒီကနေ့မှာတော့ထမင်းနဲ့ဝေးဝေးမှနေကြတဲ့နမဲကြီးမြို့ပညာရှင်လေးဦးကြောက်ကိုကျွန်မကစူးစီးတင်ဆက်ပေးချင်ပါတယ်။ နမလေးမေလာတန်စင်မီဒီယာအင်တာဗျူးတစ်ခုမှာမေလာတန်စင်ကငငယ်ကလေးကတခြားကလေးတွေလိုထမင်းနဲ့ဟင်းကိုပုံမှန်မစားတတ်ခဲ့ဘူးလို့ဖြေဆိုခဲ့ပါတယ်။သူများတွေလိုထမင်းနဲ့ဟင်းကိုရောနှောပြီးမစားပဲထမင်းကိုအရင်ပတ်သက်သေးသေးပြီးမှဟင်းကိုတတ်တတ်မြူချတဲ့ထူးဆန်းတဲ့အကျင့်လေးရှိခဲ့တယ်လို့ဆိုပါတယ်။ အခုချိန်မှာတော့မေလာတန်ဆင်ဟာကာဘိုဟိုက်ဒရိတ်တွေအများကြီးပါတယ်မြန်မာထမင်းနဲ့ဟင်းတွေကိုမစားတော့ဘဲသူ့ရဲ့အဓိကအစားအစာကဆူရှိဖြစ်နေပါတယ်။ဒါပြင်အင်းနဲ့အရှိရွှမ်းနဲ့စားစာတွေကိုပဲအဓိကစားသုံးဖြစ်တယ်လို့မေလာတန်ဆင်ကပြောပြခဲ့ပါတယ်။နံပါတ်3တန်တာညီ MRT4 စလန်းတွဲတွေကနေပြည်သက်တည်းရဲ့ချစ်ကိုရရှိထားတဲ့မင်းသမီးလေးတန်တာညီကလည်းထမင်းမစားတဲ့အမှုပညာရှင်တွေထဲမှာတူဦးပါဝင်ပါပဲရှင်။ သူမထမင်းမစားတဲ့အကြောင်းပြချက်ကတော့ရှင်းလင်းပြတ်သားပါတယ်။အဒီကတော့ခနာကိုမစီပိုးတွေမရှိပဲလှပကျစ်လင်နေအောင်ထိမ့်ထိမ့်ကျလို့ဖြစ်ကြောင်းဖြေဆိုထားတာကိုတွေ့ရပါတယ်။တန်တာညီကသူမဟာထမင်းထက်ဆိုင်ရင်ကျမရင်းနဲ့ညီညွတ်တဲ့ဟင်းသီးဟင်းရွက်တွေကိုပဲအဓိက စားဖြစ်နေရလို့ဆိုပါတယ်။ နမနဲ့နွယ်တာလီထွန်းနွယ်တာလီထွန်းကတော့ကျမ်းမာရင်နဲ့လာပါကိုအလွန်မဲလေးထားတဲ့နုပညာရှင်တစ်ယောက်ပါ။ဘာကြောင့်သူမကိုစံချိန်တင်ထားလဲဆိုရင်တော့နွယ်တာလီထွန်းတယောက်ထမင်းမစားခဲ့တာခုဆိုရင်နှစ်ပေါင်း19နှစ်အနည်း20နီးပါးရှိနေပြီဖြစ်လို့ပါပဲ။ပရိသတ်ကြီးကြားတာမှမပါဘူး။အနည်း20နီးပါးပါ။အင်တာဗျူးတစ်ခုမှာသူမကဘာကြောင့်တက်လောက်ကြောင့်ထမင်းဖြစ်ထားတယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ ခမင်းမှာကာဘိုဟိုက်ဒရိတ်ဓာတ်တင်အလွန်ကျော်ပါဝင်တာအချိုဓာတ်တင်များပြီးစီးကျိုယောဂဖြစ်နိုင်ခြင်းများတာစတဲ့အချက်တွေကြောင့်ဒိုင်ရိုက်လုပ်တဲ့အနေနဲ့ငယ်စဉ်ကလေးကခမင်းကိုလုံးဝဖြတ်ထားခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။တကယ်တော့နှစ်20နီးပါးခမင်းမစားဘဲနေနိုင်နေဆိုတာကတကယ်ကိုမလွယ်ကူတဲ့ကိစ္စပါ။နွေတာလီတုံးကတော့သူမရဲ့ခန္ဓာကိုယ်ထိမ့်သိမ့်မှုနဲ့ကျန်းမာရေးအတွက်စီကံကြီးကြီးနဲ့နေထိုင်ရင်ခမင်းမပါတဲ့ဘဝကိုအောင်မြင်စွာဖြတ်သန်းနေတာဖြစ်ပါတယ်။သူရဲ့စူးစမ်းအထောက်အမှုကတော့တကယ်ကိုအမှန်ကန်ပါပဲ။နံပါတ်1မော်ကွန်သိန်း ကဲကျမတို့ဆင်းရဲနံပါတ်1နေရာမှာတော့တက်တဲ့စတေယုတ်ဆောင်မောကွန်းတစ်ပောင်းဝင်ပါတယ် သူ့ရဲ့ထမင်းမစားတဲ့အကြောင်းပြချက်ကတော့အဖေါ်ကသုံးယောက်နဲ့လုံးဝမတူပါဘူး။ဓာတ်ရဲကြောင့်လည်းမဟုတ်အလှပကြောင့်လည်းမဟုတ်ပါဘူး။သူ့ရဲ့အကြောင်းပြချက်ကတော့တတော်လေးထူးခြားပါတယ်။သူ့ဟာမြမအစားစာရရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့ငပိရဲ့အနံ့ကိုလုံးဝမခံနိုင်တာကြောင့်ထမင်းဟင်းလေးကိုရှောင်ကျဉ်တာဖြစ်ပါတယ်။မြမရင်ဆိုတော့ငပိတ်မပိုင်မပြည့်စုံသလောက်ပါပဲဒီလိုမြမထမင်းနေရဲ့တိကရှာကိုမှမကြိုက်တဲ့အတွက်သူဟာထမင်းနဲ့ဝေးကွာနေရတာဖြစ်ပါတယ် အင်တာဗျူးတစ်ခုမှာတော့သူဟာစကော့တလန်သားတယောက်ဖြစ်လို့မြန်မာထမင်းအနေနဲ့တာမချတာအထူးသဖြင့်ငပိနှံ့ကိုမကြိုက်တာကြောင့်မစားဖြစ်တာပါလို့ရှင်းလင်းနောက်ဖြေချခဲ့ပူပါတယ်။ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ကျမတို့ရဲ့အဓိကအစားအစာဖြစ်တဲ့ထမင်းကိုကြောင်းပြချက်အမျိုးမျိုးနဲ့ရှောင်ကျဉ်ကြတဲ့အမှုပညာရှင်လေးဦးကြောင့်ပဲဖြစ်ပါတယ်။ပြည်သက်ကြီးရောထမင်းမစားဘဲနေနိုင်ကြပါသလား။ထမင်းအစားအချားပါတွေကိုအဓိကအစားဆုံးဖြစ်ကြလေ။ဒါမှမဟုတ်ဒီလေးရောက်ပြင်တခြားထမင်းမစားတဲ့ဆယ်လီတွေကိုတည်တည်နေဆိုရင်လည်း comment မှာဝေယောင်မျှဝေ 比比看，查吧，欧西。